8လလောက်ရှိပြီ။ရောက်တဲ့အလုပ်ကြံနေဆိုကလေးတွေကအများကြီးပဲရှင်းမပြဘူး။စီးပွားရေးအခြေအနေကြောင့်ကိုဝန်စစ်လာနဲ့စံထမ်းနေရတဲ့အမျိုးသမီးပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ။ကျွန်တော်တို့ရဲ့ Maravan Star Funny Page မှာကြိုဆိုလိုက်ပါတယ်။ကျွန်တော်ပြောလို့မောင်းပါ။ကားတွေပါတော့ကြိုက်တယ်၊ခြေောက်တွေကြိုက်တယ်။ကိုက်တာကိုက်တာပေါ့ကိုက်ပေမဲ့လည်းကုမ္ပဏီသားသူမှအစင်မမပြေကိုဝန်တယ်လေးဆိုတာကလူလောကအထဲကိုရောက်လာမဲ့ရင်သွေးလေးကိုချိုးချိုးချွတ်ချွတ်နဲ့မွေးဖွားနိုင်ဖို့အနေအထိုင်အစားအသောက်တွေကအစား အဆဆအရရာဂယုဆိုက်ရပါတယ်။ဒါပေမဲ့မိခင်ဘက်ကပေါ်စားမိလို့ကတော့ဘိုင်တဲကရင်သွေးလေးအနေနဲ့အချိန်မရွေးအသက်ဆုံးဆုံးသွားနိုင်ပါတယ်။ဒါကြောင့်ကိုဝန်ဆောင် မိခင်တွေအနေနဲ့ဆရာဝန်က ချမှတ်ထားတဲ့လမ်းညွန်အတိုင်းဂယုတဆိုက်လိုက်နာရပါတယ်။ကံမကောင်းစွာနဲ့ဒီအမျိုးသမီးလေးကတော့ကိုဝန်စိလာစိနေတာတောင်တက်တော့တက်တာမနေရပဲ။စီးပွားရေးအခြေအနေကြောင့်အလေးအပင်တွေမှကစံထမ်းတဲ့အလုပ်ကိုလုပ်နေရပါတယ်။ အမျိုးသားရဲ့နာမည်ကဦးထွန်းထွန်းလို့ခေါ်ကအမျိုးသမီးရဲ့နာမည်ကတော့ဒေါ်တူတူမွန်လို့ခေါ်ပါတယ်သူတို့မိသားစုလေးကစိတ်ကြီးကနောင်တူမြို့နယ်မှာနေထိုင်ကကိုပိုင်အိမ်လဲမရှိတာကြောင့်မတူတူမွန်ရဲ့အကိုစီမှာကတ်နေရတာပါ အမျိုးသားကလည်းစိတ်ကမ်းမှာစံတန်းနဲ့အလုပ်ပဲလုပ်ပါတယ်နေထိုင်တဲ့နေရာကနေစံတန်းနဲ့စိတ်ကမ်းကိုရောက်ဖို့အသွားအပြန်လမ်းစေက6000လောက်ကုန်ကြပါတယ်လက်ရှိမှာတော့တာသမီ6ယောက်ရှိပြီမဲ့ ဘိုင်ဒဲကတယောက်နဲ့ဆိုရင်9ယောက်စီပါတယ်ဒီလိုသားသမီးတွေများတာကြောင့်ကိုဝွန်ရင်လာပေမဲ့လည်းနန်းနာနေနေမနေရကနိုင်တလောက်ဝမ်းထမ်းနေရပါတယ်အမျိုးသားကစိတ်ကမ်းမှစံထမ်းနေတာ10နှစ်လောက်စီကမတတိုးမွန်ကတော့9နှစ်စီပါပြီသူတို့နှစ်ယောက်ကစံထမ်းရင်းနဲ့ပဲဖူးစာဆုံးခဲ့ကြတာပါဥထုံးတော်ကတော့အမျိုးသမီးရဲ့ကိုဝွန်ကရင်လာတာကြောင့်တခုခုဖြစ်မှဆိုလို့ပေးမထမ်းစေချင်ပါဘူး မတတော်မွန်ကလည်းမိသားစုဝင်တွေကများသလိုတယောက်လှုပ်ဆောင်တဲ့ကလည်းအဆင်မပြေတာကြောင့်နားချင်ပေမဲ့လည်းဆက်လုံနေရပါတယ်။ကိုဝန်ကြီးနဲ့စံထမ်းနေရတော့အများအမြင်လဲမတင့်တယ်ပါဘူးစံသိအိတ်ထမ်းမှ200ပဲရကအရင်ကိုဝန်မရှိစဉ်ကာလတုန်းကတော့မတတော်မွန်အနေနဲ့စံသိအိတ်စီထမ်းပါတယ်။တာမန်မင်းကလေးတွေအနေနဲ့စံသိအိတ်မပြောနဲ့စံသိအိတ်တောင်ထမ်းနိုင်ကြမယ်မထင်ပါဘူး။မတတော်မွန်ကအရင်ကလေးတွေကိုတော့ ရွာကလက်တဲ့တွင်နဲ့ပဲမွေးဖွားခဲ့တာပါလက်ရှိကိုဝန်အတက်ကတော့မွေးဖွားနေကြလက်တဲ့ကဆုံးပွားသွားတာကြောင့်ဆေးရုံဆေးကန်းတွေမှာလည်းမမွေးနိုင်ပါဘူးဒါကြောင့်ပတ်စံစီရင်တော့ဆေးရုံမှာမွေးမယ်လို့ဆိုကပတ်စံမစီရင်တော့တခြားလက်တဲ့ပဲစားမွေးမယ်လို့ဆိုပါတယ်ကလေးတွေကလည်းငယ်သေးတာကြောင့်ကြောင်းလဲတက်နေတဲ့အတော့ဘဒုကမအလုံးမခိုင်းပါဘူးသူတို့လေးတွေစားဖို့တောက်ဖို့ဖူးဖူးလုံးလုံးမကျွေးနိုင်ပေမဲ့ ငပိရတို့စရာကစုံရွက်ကျော်အချင်းဟင်းတွေနဲ့ပဲအစင်ပြောင်ကျွေးမွေးနေရပါတယ်။ကိုဝုန်နဲ့စံထန်းနေရတော့ခြေတွေလက်တွေကိုက်ခဲတာမျိုးတွေဖြစ်ပေမဲ့လည်းနနာချင်းချင်းလောက်ကင်စားတောင်းနေရပါတယ်။မာတတို့မူရဲ့စန္ဒကတော့အခုလိုစံထန်းတဲ့အလုပ်ကိုမလုပ်ပဲပို့ပို့ပပလုပ်ရတဲ့ထမင်းဆိုင်လေးဖွင့်ကျင်တာပါ။ဒီဗီဒီယိုကိုကြည့်ဆုနေကြတဲ့ပရိသတ်တို့ကရောစီးပွားရေးအခြေအနေကြောင့်ကိုဝုန်စစ်လာနဲ့စံထန်းနေရတဲ့မာတတို့မူကိုအားပေးစကားလေးတွေပြောခဲ့ကြပါအောင်နော်။ ဗီဒီယိုလေးကိုအဆုံးထိလိုက်ပါကြည့်စုပေးကြတဲ့အတွက်ကျေးဇူးပါခင်ဗျာ